တစဲမူတိန်ပြူရွာကိုတော်လိုင်းတဖွဲ့တိုက်ခိုက်သိမ်းပိုက်ပြီးဂျွာတွေကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။တစဲမြို့နယ်မူတိန်ပြူရွာကိုတော်လိုင်းအဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးလက်နက်ခဲရအများပြားသိမ်းဆည်းရမိခဲ့ပါတယ်။ဒီကနေ့မနက်၄နာရီချိန်မှာစကိုင်းတိုင်းတစဲမြို့နယ်မူတိန်ပြူရွာကိုတော်လိုင်းအဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့တစဲမြို့နယ်ပကဖားကထုတ်ပြန်ထားပါတယ်။ဒါအပြင်မနက်၈နာရီချိန်မှာရှင်းလင်းရေးဝင်ခဲ့ပြီးလက်နက်၅လက်နဲ့အခြားသုံးဆောင်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ ဒီတိုက်ပွဲကိုဗျူဟာ90နဲ့ပေါ်ဦးစစ်ကြောင်းဒဇယ်မြို့နယ်ဘက်ကပါရွှေဘိုခရအမှတ်25တက်ရင်ပြည်သူ့လူမျိုးရေးတပ်မတော် PLA ဒူဝရေဦးမြို့နယ်အဖွဲ့ဝန်တာပါလာရေဦးမြို့နယ်အဖွဲ့ Drone Force ဒဇယ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်တိုက်ပွဲဖြစ်နေချိန်မှာဒဇယ်မြို့နယ်အရှိမြောက်ချမ်းကရွာတွေကိုစစ်ကောင်စီကတရာဦးတက် A5 Jet Fighter တစ်စီးနဲ့နှစ်ကြိမ်နေကြောင်းတိုက်ခိုက်ခဲ့ပြီး Homeland တက်ဝိုင်းတွင်းနဲ့ပုံသီးအလုံး80ခန်း12ကြိမ်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ နောက်ထပ်လည်းကမ်ဘလူ6တုံညတုံည6ကထွက်လာတဲ့စစ်ကြောင်းကနေလည်းဟောင်းဝင်းစာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ဆိုပါရယ်။မူတင်ရွာဟာပြည်စော်ရီကောင်းဆောင်ဖုံးကြီးဥဝတဝထိန်းချုပ်ထားတဲ့ကျေးရွာလည်းဖြစ်ပါရယ်။အခုမူတင်ရွာကိုတော်လိုင်းတက်တွေကသိမ်းပိုက်ပြီးတဲ့နောက်မှာစစ်ကောင်စီက30မြို့အနီးနားကကျေးရွာတွေကိုပုံကျဲတိုက်ခတ်မှုတွေတောက်လျှောက်ပြုလုပ်နေပါရယ်။ဒဇယ်မြို့နယ်မြောက်ဘက်ခြမ်းကရွာရှိရွာကိုဒီနေ့နိုဝင်ဘာလ28ရက်နေ့လယ်2:50ဝန်းကျင်မှာဂျက်ဖိုင်တာနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီး မက်ဆလီကုန်းကျေးရွာကိုတော့ပုံနှလုံးကျေးချတိုက်ခိုက်ခဲ့လို့ဒေသခံတဦးက TN Media ကိုပြောပါရယ်အထူးကအပျက်စီးကိုတော့ TN Media အနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး